မဦးပင်မြို့နယ်ထက်တန်းကျောင်းခွဲကဆရာကတော့ပွဲအကျိုးအစည်းအဝေးမှာ NLD ပါတီကိုမဲမပေးဖို့ရေးသားထားတဲ့ဆောင်းပါးတွေပါရှိတဲ့စာအုပ်ကိုဖြန့်ဝေခဲ့တာကြောင့်ကျောင်းအုပ်ဆရာမကြီးကိုရွေးကောက်ပွဲကော်မရှင်အပါအဝင်သက်ဆိုင်ရာဌာနတွေကိုတိုင်ကြားထားပါတယ်ဒီသတင်းကိုတော့ဥတော်စင်မျိုးကပေးပို့ထားပါတယ်ရှင် မူပင်မြို့နယ်ညောင်ပင်ကရဲကြေးရွာအထက်တန်းကျောင်းခွဲမှာအောက်တိုဘာ16ရက်နေ့ကဆရာကတော်ဘွဲအကျိုးအစည်းအဝေးတက်ရောက်လာသူတွေကို NLD ပါတီကိုမဲမပေးဖို့ရည်သားထားတဲ့ဆောင်းမတွေပါရှိတဲ့စာအုပ်ဖြန့်ဝေမှုဖြစ်ပွားခဲ့တာကြောင့်အဲ့ဒီကျောင်းကကျောင်းဆရာမကြီးကိုအေးအေးယူပေးဖို့ရေကောက်ပွဲကော်မရှင်ပါဝင်တပ်ဆိုင်ရာဌာနတွေကိုအောက်တိုဘာ23ရက်နေ့ကတိုင်ကြားထားတာပါ။ဆောင်းမတွေကညောင်ပင်ကရဲအုပ်စုမှာအဲ့ဒီဂျမ်မတော်လေးခက် နော်ဓမ္မတော်ဆိုတော့ကြောက်ကြီးကြောက်ကြီးလည်းဖြစ်တယ်အဲနောက်ချက်က तू ကလက်ယုံမှုလည်းလုံးမဲ့အဲ तू ကအဲ့လိုဒီဘက်ဆရာစီစီဝေးမှာ तू ကြောက်ပါလောက်တဲ့ခါမှာဆိုဒီစာအုပ်ကိုဝေးဒီစာအုပ်ကိုဝေးတော့အဲ့ဓမ္မပါတဲ့လူကြီးကဒီစာအုပ်ထဲမှာဖိုက်နေတဲ့ခါကျတော့ तू ဝေးတဲ့ဒီနေ့ဒီစာပေါ်အကြက်လေးရှိတယ်အဲ့တော့အကြက်သူတို့ လက်မှတ်ဒီနေတိုင်လာဟုတ်အန်ဒီကောက်ပြီးပုတ်လို့ပြီးတော့ဟိုဘာဖြစ်လဲတိုင်ကျောင်းကုမ္ပဏီနေနဲ့မူပင်မြို့ကဒုက္ခရိပ်ဆရာတော်ရဲ့အကူအညီတောင်းမှုကြောင့်ဖြန့်ဝေခဲ့တာလို့ပြောပါတယ်။အဲ့မော်တော်နဲ့တန်းပေးပေးတာ။အဲ့ဟိုဒုက္ခရိပ်ဆရာတော်ပြေးလူတွေမပါလာပါတော့။နောက်ကခွန်ရည်ရှိတော်ကိုရောက်နေတာ။နောက်တော့အဲ့ဒီမော်တော်ကြီးကဘာလို့ဒီလိုကြီးရတာ။ဒါကြီးတော့အကျိုးဆောင်ပြီးတော့ တော့ကဲတော့ဟိုကေဂိုရီဓမ္မစစ်မှုရှင်ကဝီဟိုနောက်နေသွားမှာလေဝီဒီတော့ရောင်းကြတယ်ဒီတော့ရမ်းစီရမ်းစီရောဒီတော့ဒီမစီဝဲနေကြတော့ဟိုလေ ဲ့ဒီစာအုပ်တွေကိုရွာမှာရှိတဲ့ဓမ္မစကူးကျောင်းတွေအတွက်ပြန်လည်လှူဒန်းခဲ့တာလို့လဲဒုက္ခရိပ်ဆရာတော်ကပြောပါတယ်။စာအုပ်ပါစောင်းမတွေကတော့တရားဝင်ထုတ်ဝေဖြန့်ချီနေတဲ့တာကီသွေးဂျာနယ်မှာပါရှိပြီးသားတွေဖြစ်တယ်လို့လဲဒုက္ခရိပ်ဆရာတော်ကပြောပါတယ်။လက်ရှိကဦးတို့ကအဲ့စောင်းထဲမှာပါတဲ့ဟာတွေကဒီတာကီသွေးဂျာနယ်ဆိုပြီးတော့ဒီမဘာတာဘူအင်းစံရည်ထုတ်တဲ့ကောက်ထဲကစာစုတွေကိုသူကပြန်လည်ပြီးတော့ထုတ်ရတာဘူးအကုန်လုံးက တာဝန်သိကြတယ်ကသူကအသက်ရှင်ထုတ်ထားတဲ့စာရည်လေးပြီးတဲ့ကူမှထရေးတဲ့စောင်းဟာတစ်ခုမှမပေါ်ဘူးအဲဒီစာအုပ်တွေကိုပသိမ်မြို့မှာကျင်းပပြုလုပ်ခဲ့တဲ့ ARD တိုင်းမျိုးဆောင်ဥပဒေအောင်ပွဲအထိမ့်မှအခမ်းအနားအတွက်ဂုဏ်ပြုထုတ်ဝေထားတာဖြစ်ပြီး ARD တိုင်းတွင်းကဒေသတော်တော်များများကိုဖြန့်ဝေထားတယ်လို့လည်းသိရပါဗါဒ်တိုင်းရေကောက်ပွဲကော်မရှင်နေနဲ့ကတော့ခရိုင်ကော်မရှင်မြို့နယ်ကော်မရှင်စစ်စစ်ကိုစစ်ဆေးခိုင်းထားတယ်လို့လည်းပြောပါဗါဒ်ကျွန်တော်တော်စီမြို့ပါခင်ဗျာ